သူဖုန်းတစ်လုံးပါဝါနှိုးဖို့အတွက်အရင်ဆုံးပါဝါပိုင်းမှာတည်ထားမယ့်ဥစ္စာတွေဘာလဲဆိုလို့ရှိရင်တို့တွေဖုန်းတစ်လုံးမှာပါဝါနှိုးဖို့အတွက် IC ဘယ်နှမျိုးလဲဆိုတာကိုတည်ထားရမယ်။ဟုတ်နော်။ဖုန်းတစ်လုံးပါဝါနှိုးဖို့အတွက် IC ဘယ်နှမျိုးလဲ။ဘယ်နှမျိုးလဲဆိုတော့ light မရေးသေးနဲ့ဘူးနော်။ပြီးကြပြီးကြမှ light ကိုပဲ။အဲ့တော့ဖုန်းတစ်လုံးပါဝါနှိုးဖို့အတွက် IC ဘယ်နှမျိုးလို့လဲ။နံပါတ်1က power IC ။ နာမည်လိုက်ကပါလဲပါဝါ IC လို့မယ်နာမည်တွေအရေးကြီးဆုံးပဲဟုတ်ပြီနော်အဲ့တော့ပါဝါ IC ကဘာလုပ်ပေးမှလဲအကြံပြပြောမယ်ဆိုလို့ရှိရင်တို့တွေဘက်တီရီယာလာတဲ့ဖို့တွေကိုပါဝါ IC ကယူမယ်ယူပြီးလို့ရှိရင် ပါဝါ IC ဆိုတာဒီတို့ပါဝါမန်နေဂျမန့် PM PM IC တွေပေါ့နော် ပါဝါ IC ဒီဘာလုံးမလဲဆိုလို့ရှိရင်ဘက်ထရီရဲ့အဖို့တွေကိုယူမယ်ပြီးလို့ရှိရင်ဖုန်းတစ်လုံးလုံးကိုဘာလုပ်မလဲပါဝါဖြန့်ဝေမယ်ပါဝါကို management လုပ်မယ်ပါဝါတွေဘယ်နားမှာဘယ်ဘလောက်ဖို့လိုတာလဲဘယ်နားမှာဘလောက်ဖို့လိုတာလဲအဲ့လိုတလောက်ဖို့တွေကိုဘာလုပ်မလဲသူအကုန်လုံးကိုဖြန့်ပြီးတော့ပေးမယ်နံပါတ်1အရေးကြီးဆုံးစီပါလဲပါဝါ IC ဒါ IC ရှုတော့ကနေတို့တွေအရင်ချုပ်နေရနော်ဟောပြီနော်အဲ့တော့ဘယ်ဖုန်းနေနေဒီဒီဖောင်နဲ့အကျုံးဝင်နေလိမ့်မယ် Okay ဒုတိယအရေးကြီးဆုံးကဘာလဲဆိုလို့ရှိရင် CPU လို့ခေါ်တယ်။ဘာလဲ CPU အဲ့တော့ review တွေ review video တွေမှာလည်းကြားဦးမှာပေါ့ဟုတ်လား system on chip SoC ဟုတ်နော်ဒီဖုန်းရဲ့ SoC ကဘာလဲ system on chip ဆိုတော့ဘာလဲ CPU ကိုပြောတာဟုတ်နော် central processing unit CPU ဆိုတော့ကောင်းဘာဖြစ်လဲ ရေးကြီးရယ်ဟုတ်မလားအဲ့တော့ကွန်ပျူတာမှာနေနေဖုန်းမှာနေနေ CPU မပါလို့ရှိရင်ပါဝါတစ်စက်မှမလိုဘူးเนาะပါဝါ IC မပါရင်ရောပါဝါမှဖြန့်ပေးမယ်လို့မှမရှိတာပါဝါမရှိရင်မလိုဒါရိုးရှင်းရှင်းလေးတွေဟုတ်မလားအဲ့တော့ကွန်ပျူတာတွေမှာဆိုလို့ရှိရင်လည်း CPU မပါဘူးဟေ့ဆိုလို့ရှိရင်လည်းဘာဖြစ်တော့လုံးဝမလိုရမယ်เนาะ ဲ့တော့ဖုန်းမှာလည်းအဲ့တိုင်းပဲ CPU မပါရင်တော့လကောင် CPU ပြက်နေတော့လကောင်လုံးဝတုတ်တုတ်မှလုံးမမဟုတ်ဘူးဘာမှဖြစ်မှာမဟုတ်ဘူးရမယ်နော်အလုံးစုံ power IC ကောင်းလို့ power IC တုတ်တုတ်မလုံးဆိုတော့ဘာပြောလိုက်တာလဲဆိုတော့ MBR မလုံးတာကိုပြောတာ supply မှာရမယ်နော်အဲ့တော့ power IC ကကောင်းနေရဆိုလို့ရှင် power IC အလုံးလုံးမို့လုံးလုံးတာမျိုးပဲရှင်းရှင်းလိမ့်မယ်လုံးဝဖုန်းက power နိုးလာမှာမဟုတ်ဘူးအဲ့ဒါအရေးကြီးတယ် တို့တွေကဖုန်းတိုင်းဖုန်းတိုင်းမှာပါဝါတလုံးပါဝါနိုးအတွက်ပါဝါနိုးအတွက် by ICD ကအရေးကြီးတာလေသိရဆိုလို့ရှိရင်အဲ့ ICD ကိုခြေရခံပြီးတော့ပါဝါနိုးလို့ရတယ်။ရောင်းလား။ရောင်းလား။အဲ့တော့နောက်ထပ်အရေးကြီးတဲ့ ICD တစ်ခုရှိသေးတယ်။အခုဘယ်နှမျိုးရှိလဲ။နှမျိုးရှိပြီ။နောက်ထပ် ICD ကပါလဲဆိုလို့ရှိရင်အဲ့ပါလဲဆိုလို့ရှိရင် RAM လို့ခေါ်တယ်။ဟုတ်လဲ။ဘာလဲ RAM ။ဖုန်းဝယ် RAM ညူကြည့်ပွဲကြဟလား။ CPU ဘယ်သူကြည့်လဲ။ CPU လည်းကြည့်ရမှာနော်။ဟုတ်လား။ CPU တော့တိတ်မကြည့်ကြဘူးတင်တယ်။ဘာလို့လဲမသိဘူး။ဟမ်။အဲ့တော့ CPU ရော RAM ကအခုတွဲလောက်တာဖြစ်တဲ့ CPU စီလည်းရေးကြည့်တယ်။ RAM random access memory ဟုတ်ပြီဒီ RAM ကြီးအောင်ဘာညာပြီးကြရင်ရှင်းပြမယ်အပြည့်အကျယ်ရှင်းပြမယ်လောလောဆယ်မှာ RAM ဆိုတာဒီကြားဖို့မှာပေါ့ ချားဘူးလားအဲ့တော့ဖုန်းတစ်လုံးတိုင်းဟိုပါပြလို့ရှိရင်ဘယ်လောက်လဲ 4K ရှိရလား 6K ရှိရလားဟာလား 16K ရှိရလားဒါမျိုးလေးတွေတွားကြတယ် 32K ရှိရလားအဲ့တော့ကွန်ပျူတာတွေမှာဆိုလို့ရှိရင်60တို့32တို့ဟာလားဒီနောက်ပိုင်းခေတ်တွေမှာအဲ့လိုမှအဆင်ပြေတော့တာအဲ့တော့ RAM မပါရင်လဲဖုန်းကပေါဝါတစ်စက်မှမလို့အဲ့တော့ကွန်ပျူတာ desktop တွေဆိုလို့ရှိရင် RAM တွေကဖြုတ်ဝတ်တတ်ရတယ်လေအဲ့တော့ RAM တွေပါဖြုတ်ပြီးတော့ပေါဝါနိုးကြီး CPU မပါသလိုပဲဟုတ်မလား RAM တွေမပါလို့ကို မရအရမ်းမပါဘူးဆိုလို့ရှိရင်လုံးဝပါဝါမနှိုးရမနော်ရမနော်အဲ့တော့နံပါတ်1အရေးကြီးဆုံးဒီပါဝါဖြန့်ဝေပေးမယ်ပါဝါ IC ဒါရိုးရှင်းရှင်းလေးပဲပါဝါမှမရလို့ရှိရင်ပါဝါနှိုးမှာမဟုတ်ဘူးပြီးရင်နောက်တစ်ခုအရေးကြီးဆုံး Central Processing Unit ဆိုတဲ့အဓိက System on Chip CPU မပိုင်လဲနှိုးမှာမဟုတ်ဘူး CPU မကောင်းရင်လဲ လုံးဝမဟုတ်ဘူးအဲ့ဒါဒါ IC shootout ကနေပြီးတော့ဆရာအရင်ပြောပြနေပြီးရင်နောက်တစ်ခုကဘာလဲ RAM RAM မကောင်းရင်လည်း disk မပေါအောင်မလို့အဲ့တော့ power bank power bank ဖုန်းတွေ model တိုင်းမှာ power bank power bank နဲ့အရေးကြီးတဲ့ကောင်တွေသည်ဟုတ်နော်ဒါတွေကိုဆွဲထုတ်လိုက်တဲ့အခါမှာငါတို့ power နိုးရတဲ့အခါမှာဘာလုပ်လဲဆိုတော့ခြေရာခံရတာလွယ်သွားပြီ power မနိုးရင်ဘာလုပ်ရမှာလဲနံပါတ်1အရေးကြီးဆုံးသိရမှာဒီ power နိုးဖို့လိုအပ်တဲ့ IC တွေသိရမှာရှားမနော် မနော်အဲ့တော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကြံရည်ရယ်ဘိုင်းလဲကြောက်ဘူးလား EMMC ဟုတ်ပြီနော်တချို့ဖုန်းတွေမှာ U UFS သုံးတယ် iPhone တွေမှာ NAND NAND သို့မဟုတ် HDD လို့သုံးတယ် HDD တော့ဓာရီဒီပါရည်လဲဖုန်းတစ်လုံးလုံးမှာပါတဲ့ memory RAM ဆိုတဲ့ memory ဒီတို့ရီအလုံးလုံးတဲ့ခါမှာဆရာခုပုံလေးတွေဆွဲလိုက်တယ်ဟုတ်ပါတော့ဒီပန်နဲ့ချစ်လိုက်တယ်ချစ်လိုက်တာတစ်ခေါက်တည်းချစ်လိုက်တာတစ်ခေါက်တည်းအမြဲတမ်းပေါ်နေ right ဟုတ်လားဟုတ်ပြီနော်အဲ့တော့ keyboard ပေါ်မှာ A လို့ရေးလိုက်တယ် A လို့ရိုက်လိုက်တာတစ်ခါတည်းဘာဖြစ်လို့အမြဲတမ်းပေါ်နေ RAM ပေါ်မှာတော်တော်တင်ပြီးလှုပ်လှုပ်တာဒါဒီအလုံးလုံးတဲ့ RAM အခုပြောတဲ့ memory ဒီဘာလဲဆိုလို့ရှိရင် ဖုန်းတစ်လုံးလုံးရဲ့ဖုန်းဒီတို့ဒီကွန်ပျူတာစနစ်ကွန်ပျူတာစနစ်ဖြစ်တဲ့အတွက် software ကြီးတိုင်းမဲ့လည်းလုံးမလုပ်ဘူး hardware ကြီးတိုင်းမဲ့လည်းအလုံးမဟုတ်ဘူးလုပ်ဘူးအဲ့တော့ဖုန်းတစ်လုံး power node အတွက်အလုံးလုပ်ဖို့အတွက်ဆိုလို့ရှိရင်ဘာဝါလိုသေးလဲဆိုတော့ firmware ပါလိုသေးတယ် software မပိုင်လည်းနိုးမလားမနိုးဘူးအဲ့တော့အဲ့ software ကိုထည့်ထားတာဘယ်ထဲမှာလဲ EMMC ထဲမှာရမယ်နော်ရမယ်နော် ရမယ်နော်ဆရာပြောတဲ့လောက်လေးတော့ရမယ်မလားဒါကအစဆိုတော့အခြေခံနေစရမှာဟုတ်နော်နောက်ပိုင်းကျလို့ရှိရင် EMMC ကပါလဲဟုတ်နော် EMCP ဆိုတာပါလဲဟာဒီထဲမှာပြည့်သွားမှာဆိုတော့ EMCP ဆိုတာရှိသေးတယ်အဲ့တော့ UFS ကဘယ်လိုဘယ်လိုမျိုးပုံစံမျိုးလဲ NaN ဆိုတာဘယ်လိုမျိုးပုံစံမျိုးတော့ဘာတွေကွာခြားမှုရှိရလဲအများကြီးမကွာဘူးအများကြီးမကွာဘူးဆက်ပြင်တဲ့အခါမှာအဲ့တော့ဟုတ်ပြီဒီ EMS တို့ UFS တို့ NaN တို့ဘာတို့ထဲမှာ iPhone တွေနေဘာလို့လဲ operating system တွေအဲ့ထဲမှာ ထည့်ထားတာဖမ်းမွဲဒီအဲ့ထဲမှာထည့်ထားတာအဲ့တော့ကွန်ပျူတာစနစ်ဒီဆော့ဝဲကြီးတိုင်းမဲ့လုံးမလုပ်ဘူးဟတ်ဝဲကြီးတိုင်းမဲ့လည်းလုံးမလုပ်ဘူးအဲ့တော့သူ့ကိုဖမ်းမွဲထည့်ထားတဲ့ IC လိုသေးတယ်ဟောနော်ဒါကဆော့ဝဲရှူတော့ဟတ်ဝဲရှူတော့ဒီမှာနေတော့ပါနေတာရမယ်နော်အဲ့တော့ဒီ EMMC မပိုင်လဲဖမ်းဝဲကမတက်နိုင်ဘူးဖြစ်တဲ့တဲ့လိုဂိုတွေလည်းပေါ်လာမှာမဟုတ်ဘာမှပေါ်လာမှာမဟုတ်ဘူးဆက်ပါဝါနိုးမလားမနိုးတော့ဘူးရမယ်နော် ရမယ်နော်အဲ့တော့ဖုန်းတစ်လုံးလုံးပါဝါနှိုးဖို့အတွက် IC ဘယ်နှမျိုးလိုလဲအဲ့ဒီနေရာမှာဆရာပြောတဲ့အခါမှာဘယ်နှမျိုးလဲလို့ပြောတာနော်ဘယ်နှလုံးလဲလို့မပြောဘူးအဲ့တော့ကောင်းတဲ့တိုင်ဘယ်လိုတတ်မလဲပါဝါနှိုးဖို့အတွက်အဲ့တော့ငါကြီးတို့ရေးတဲ့အခါမှာဖုန်းတစ်လုံးပါညာထည့်ရမယ်နော်ဖုန်းတစ်လုံးပါဝါနှိုးဖို့အတွက် IC IC ဘယ်နှမျိုးလဲ၄မျိုးဟုတ်ပြီနော် IC ဘယ်နှမျိုးလဲ၄မျိုး၄မျိုးဘာဖြစ်လို့၄မျိုးလို့ပြောတာလဲဆိုလို့ရှင် power IC ကြီးတိုင်းပဲနှလုံးသုံးလုံးပါတယ်လေရှင်းမဒါဖုန်းတိုင်းဒီတိတိကျကျမရှိဘူးဒါပေမဲ့တို့တွေသိထားမှာတိတိကျကျသိထားမဲ့အရာတွေဒီ DIC ၄မျိုး IC ရှုတော့အောင်ပြောရင်ဟုတ်နော်အဲ့တော့ battery C ကို sorry ပေါ် IC ကိုဘက်ထရီကနေပါလုံးလဲဖိုးတွေဝင်မှာပေါ့အဲဒါတွေဘလို့ဝင်တာလဲဘလို့တွေပုံစံမျိုးနဲ့ဝင်တာလဲဆိုတာတွေတို့တွေအသေးစိတ်လေးလာမယ် schematic ကိုကြည့်ရင်းနဲ့ဟုတ်မလား diagram ကိုကြည့်ရင်းနဲ့အဲ့တော့ schematic schematic နဲ့ပြောနေရဘာမှမဆန်းဘူးငါကြီးတို့မြေပုံကြည့်ဘူးလားအဲ့တော့တမျိုးမျိုးတော်နေသွားပြီဆိုလို့ရှိရင်အော်ပကံဒီပါကြီးသွားပြီဆိုလို့ရှိရင်ပကံဖျားတွေဖူးဖို့တော့ဘာလို့ရတာမြေပုံဒီပါကြီးကြည့်ရတယ်ကိုဂလူးဂလူးမှတ်တော့ရတော့ဟုတ်နော်ကိုကဲမှတ်သုံးတက်လား အဲတုံးတက်ရမှာနော်တုံးတက်ရမှာနော်ကိုကဲမဲ့တုံးယူနေတင်တန်းနေပါသေးသွားတက်စရာမလိုပါဘူးဘေးနာကတိတဲ့လူတွေပါကြီးဟဲ့လားဆန်းလို့ရတယ်အဲ့တော့လီပညာကိုအရင်ဆိုးရိမ်မနေနဲ့ဘာလို့လဲဆန်းကြောက်မနေနဲ့ညမနော်အဲ့တော့ဟုတ်ပြီ power icc ကိုဘက်ထရီကနေလာတဲ့ဖို့တွေရောက်မယ်ဟုတ်ပြီနော်ဘက်ထရီဖို့တွေရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီ power icc ဘာလုပ်ပေးပါလဲ ဘိုးတွေတပုတ်လုံးကိုပြန်ပြီးမှာအဲ့တော့တပုတ်လုံးကိုပြန်ပြီးတဲ့နေရာမှာ display ကိုပြန်ပြီးမယ် display တွေကိုပို့ရမယ်ဘိုးတွေမရောက်ဘူးဆိုလို့ရှိရင်ရုံမပေါ်တာရုံမပေါ်တာနဲ့ပေါင်းဝါမနိုးတာနဲ့တူလားမတူကင်မရာမရတာနဲ့ပေါင်းဝါမနိုးတာနဲ့တူလားအောင်းမဝင်တာနဲ့ပေါင်းဝါမနိုးတာနဲ့မတူဘူးနော်မတူဘူးနော်ဟုတ်ပြီနော်အဲ့တော့တို့တွေကဖုန်းပြင်တဲ့ခါမှာပဲဖြစ်ဖြစ်တို့တွေသင်ကန်းသားတွေသင်တဲ့ခါမှာပဲဖြစ်ဖြစ် ပါဝါမနိုးတာလားပါဝါမနိုးတာဆိုလို့ရှိရင်ပါဝါအရင်နိုးပါဝါနိုးကန်ကြမှာဟုတ်ပြီနော်တက်ကမရဘူးလို့ကင်မရာမရဘူးဆိုတာဒီအဲ့ဒါဒီ error တွေဒီအုတ်စုတူသေးလားဆိုတော့မတူတော့ဟုတ်ပြီနော်ဟုတ်နော်အကုန်လုံးဆွဲပြီးထည့်ကြည့်သူဘယ်နဲ့နေဖုံးပြင်ယူသွားတယ်လို့ပါတော့တည်ရမလားအဲ့လိုဖြစ်ကုန်ပါအဲ့တော့တကန်ချင်းသွားမယ် ဟုတ်မနော်တင်တဲ့ခါမှလည်းစနေနေ့ကျတင်မယ်ဆိုလို့ရှိရင်ဟာငါတို့ပါဝါပိုင်းပါဝါနိုးမှာပါဝါနိုးဖို့အတွက်ဆိုလို့ရှိရင်ဖုန်းတစ်ပုံလုံးကြည့်စရာလိုလားမလိုဘူးမလိုဘာဖြစ်လို့ဒီမှာ IC အဲ့ရအခွဲထုတ်လိုက်ပြီပါလေ IC ဘယ်နှမျိုးလဲ၄မျိုးဒီ IC ၄မျိုးကိုတို့တွေကခြေရခံရလိမ့်မယ်ရမယ်နော်ဂျန်နာကလော်ပိုင်းနေပါမယ် data ပိုင်းနေပါမယ်ပေါ့အဲ့တော့လောလောဆယ်ပါဝါ IC ကနေဘာလုပ်မလဲဆိုလို့ရှိရင်ပါဝါတွေဖြန့်ပေးမှာအဲ့တော့ display ဘိုင်းတို့ကင်မရာဘိုင်းတို့ပါဝါမရဘူးဆိုရင်ဘာမရမှာ display မရဘူးကင်မရာမရဘူးရမနော် audio ic မပို့ဘူးဆိုလို့ရှိရင် audio ic မှာမပို့ဘူးဆိုမှတော့ဗာလဲအတန်မလာဘူးအဲဒိုးရီဒီအခုပြောမှဒီဘာရဲ့ဘိုင်းကိုပြောမှလဲ power ဘိုင်းကိုပြောမှအဲ့တော့ power ic ဒီတပုံလုံးပို့တာတော့ဟုတ်တယ်ဒါပေမဲ့ power ဘိုင်းနဲ့လိုအပ်တဲ့လမ်းကြောင်းကိုပဲဒိုးရီကဘာလို့မှာခြေရာခံပြီးလိုက်ရလိမ့်မယ်နံပါတ်1အရေးကြီးဆုံးဒီ power no ဖို့အရေးတူကြီးပဲ power no ပြီးတော့မှကျန်တဲ့ error တွေရမရဆိုတာဒီ ကျန်တဲ့ဘိုင်းဖြစ်သွားပြီဒါရမယ်နော်အဲ့တော့ power ict ဘာလို့မှလဲဆိုလို့ရှိရင် cpu ဘာလို့မလဲဘိုးတွေပေးမှာပေါ့ဟုတ်ပြီနော်ဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုဘာတွေပို့မလဲ ram cpu ဘိုးတွေပေးမှာပေါ့ပြီးရင်နောက်တစ်ခုက emmc ကိုပို့တွေပေးမှာပေါ့တော့ပေါ့လား ဲ့တော့ဒီနေရာမှာပုံရဆွဲထားရဲဆိုတာဒီဘာလဲဆိုလို့ရှိရင်တချောင်းချင်းတွေပဲတို့တွေစံပယ်ရင်သွားထားတာညမနော်နောက်ပိုင်းမှာပေါဝါအင်စီကအဝင်ဖို့တွေကဘယ်နှမျိုးရှိတာလဲဗတိယလာတဲ့ပေါဝါအင်ဗတိယလာတဲ့ဖို့တွေဒီပေါဝါအင်စီတဲ့ကိုဘလို့ဝင်တာလဲဘယ်နှပင်ဝင်တာလဲပြီးရင်ပေါဝါအင်စီကနေဘယ်နှပင်ထွက်လာတာလဲပင်နေအများကြီးထွက်လာတဲ့အထဲမှာ CPU ကိုဘယ်နှချောင်းပေးထားတာလဲ ဟုတ်ပါနော် Ramsey ကိုဘယ်နှပင်ပေးထားတာလဲ EMMCC တို့ဘယ်နှပင်ပေးထားတာလဲဘလောက်ဖို့တွေပေးထားတာလဲတို့ဒီဘယ်မှာသွားကြည့်စကမတ်တဲ့မှာသွားကြည့်မယ်စကမတ်တဲ့ဆိုတော့ငါတို့ရက်ပါလဲမြေပုံပဲအဲ့တော့ငါကြီးတို့မြေပုံဖန်နီးတင်ရမှာငငယ်လေးကနေမြေပုံဖန်နီးတင်ပြီးသားတင်မှုပြီးသားဟုတ်နော်မြေပုံပုံတန်ချင်းတော့မတူဘူးပေါ့ကွာဒါဒီ second method ဆိုတဲ့အရာဒီမြေပုံကတင်ကြတာတွေဒီဟိုရိုးရိုးငါတို့ပုံမှန်ကြည့်နေကြမြေပုံနဲ့တော့ မတူငငယ်တော့ကလည်းဘာလို့ရလဲသိရတာမလားကြောင်းပုံစံဆိုရင်ဘယ်လိုပုံစံလေးယထာလန်းဆိုရင်မျိုးပုံကဘယ်လိုပြရလဲကြည့်ခဲ့ရတာမလားဟုတ်ပြီနော်အဲ့တော့ဒီတိုင်းဘာမှမထူဆန်းဘူးဒီတိုင်းပဲဘာလို့ရမှာတို့တွေပြသိရမှာရမယ်နော်အဲ့တော့နံပါတ်1အရေးကြီးဆုံးပြန်ပြောမယ်နံပါတ်1ကဘာလဲပေါင်းအိုင်စီနံပါတ်2ဒါဒီဒုတိယအရေးကြီးဆုံးဒီ၄ခုတည်းကတစ်ခုခုချွန်ရင်းလို့ရှင်ဘာမှမလို့ဒါပေမဲ့တို့တွေဒီနံပါတ်စင်မှတ်ထားတာဒီ နံပါတ်1အရေးကြီးဆုံးဒီဘာလဲဆိုတော့ပါဝါရမှ CPU တွေဒီကအလုံးလုံးအောင်ဟုတ်လားဘက်ထရီတဲ့ဘယ်ပါဝါတွေရပြီရပြီဆိုလို့ရှိရင်နံပါတ်1အရေးကြီးဆုံးဒီဘာလဲပါဝါစီကောင်းအောင်ပါပါဝါစီကောင်းမှဘယ်သူစီကိုဘိုးရအောင် CPU စီကိုဘိုးရအောင် CPU စီကိုဘိုးရပြီဆိုရင်ဘယ်သူလှုပ်လှုပ်ပေးရတော့မှာ CPU စီရဲ့ CPU စီအလုံးလှုပ်ပေးရမှာနင်းလို့မကြောနဲ့အောင်လေ CPU စီကိုဘိုးရပြီဆိုတာနဲ့ CPU စီအလုံးလှုပ်ပေးရမှာပြီးရလို့ရှိရင် RAM စီကိုပါဝါစီကဘာလို့အောင် အဲ့တော့ပို့ပေးတဲ့အခါမှာ CPU C ကိုပို့ပို့မယ် RAM C ကိုပို့ပို့မယ် EMS ကိုပို့တယ်ပို့မယ်ဟုတ်ပြီနော်ဒါဒီ Power IC ကောင်းမှာအဲ့ဒါဒီအဲ့ဒါကြောင့်မို့ Power IC ဒီနံပါတ်1ဟုတ်နော် Power IC ကပို့တယ်ပို့ပြီးပြီဆိုလို့ရှိရင် အလောလောမဲ့တာဝန်နံပါတ်1ဒီပါလဲ CPU CPU ပြီးရင်ပါလဲ RAM RAM ပြီးရင် EMS ပါညာတရကပေါ့ရမနော်အဲ့တော့ဒီအခြေအနေမှာရမဒီစင်းကိုရလား ဒီတိရလားဒီအဆင့်ကိုရပြီဆိုလို့ရှိရင်ဒီအချိန်လေးကြီးနားလည်ပြီဆိုလို့ရှိရင်တို့တွေက power IC power bind တဲ့ sorry power bind တွေအရေးကြီးတဲ့ IC ဘယ်နှမျိုးလဲ၄မျိုးဒီနေရာမှာ၄လုံးလို့ပြောရင်မှားပြီနော်၄လုံးလား၄မျိုးလား၄မျိုး၄မျိုးဘာဖြစ်လို့လဲ power IC တွေဒီတချို့ဖုန်းတွေမှာနှလုံးပါမယ်တချို့ဖုန်းတွေမှာ၃လုံးပါမယ် power ပေးတဲ့ IC မှန်တယ်မြတ် power IC ပဲအဲ့လိုမှန်လိုက်သူ့ဘာကိုဘယ်နှလုံးပါပါ မဟုတ်လို့ရှင်သိရမလားဖုံးပြက်လို့ရှင်ဟိုပေါဝိုင်းစီတုံးဘယ်နှလုံးကြီးတောင်ပါတာနော်တဲ့ជីတွေညိုပြီးကျွေပြီးတော့သိရမလားငါသိရငါနဲ့ဆိုအရန်ခတ်တဲ့နော်တွေပဲဖြစ်သွားတယ်လေဟုတ်ပြီနော်အဲ့တော့ပါဝါပေးတဲ့ IC မှန်သမျှပါလဲပါဝါ IC ပဲရိုးရိုးရှင်းရှင်းလေးပဲမဲ့ဟုတ်ပြီနော်အဲ့တော့ပါဝါ IC ဆိုမှသူ့မှာပါဝါအဝင်ရှိမယ်သူဖြတ်ဝေပေးရမယ်ဘယ်သူ့ကိုဖြန့်ဝေပေးမှလဲ CPU ကိုဖြန့်ပေးမှလားဟုတ်ပြီနော် RAM ကိုတည်တံ့ဖြန့်တာလား EMMC ကိုတည်တံ့ပေးတာလားဒါပဲရမယ်နော် ရမယ်နော်အဲ့တော့ power ICD နှလုံးသုံးလုံးပါရင်လေရှိမှာပေါ့ CPU ကတော့ဖုန်းမှာတော့မရှိဘူးเนาะမရှိဘူးเนาะဘာဖြစ်လဲ CPU ကသူ့ထဲမှာရင်ကိုယ်ဘယ်နှခုစားတော့ CPU ဘယ်နှလုံးစားအလုပ်လုပ်လဲဆိုတော့တစ်လုံးနဲ့ပဲလာတာရမယ်နော်ရမယ်နော်အဲ့တော့ဒါလေးပါလုံးလဲမှတ်မယ်ဆက်ပြောနားလည်လိုက်လားနားလည်ရနော်အဲ့တော့ဘက်ထရီကလာတဲ့ဘိုးတွေဘယ်သူဘယ်သူစီရောက်ပါစီရောက်ပါစီရောက်မှာပေါ့ဘာသိပါစီကဘာလုပ်ပြရမှာ အပါဝါဖုံးတစ်ပုတ်လုံးကိုဖြန့်ပေးရမှာဖြန့်ပေးတဲ့ဆိုပေမဲ့တို့တွေပါဝါနိုးတဲ့ concept မှာကြည့်ရင်ပါဝါ ICT ဘယ်သူတွေဒီအဓိကပို့ရမှာ CPU RAM eMMC ကျန်တဲ့ညီကို၃ယောက်ဟုတ်မနော်သူတို့စီကိုပါဝါပို့ပေးရမယ်ပါဝါပို့ပြီဆိုလို့ရှိရင် CPU လောက်လောက်ရမယ် RAM လောက်လောက်ရမယ် eMMC လောက်လောက်ရမယ်အဲ့တော့သူ့နေရာနဲ့သူဘာတွေရေးကြည့်လဲဆိုတော့နားလေလားရမယ်နော်အဲ့တော့ပြီးကြလို့ရှိရင်တို့တွေအခြေတွင်းလေးလာမယ်အဲ့တော့ပါဝါဘိုင်းရဲ့အခြေခံ block ဒီဒါ ။ရမနော်။ဘယ်ဟာဘာဖုန်းကြီးနေနေဒီဘလော့နေပဲသွားတာ။ရမနော်။အဲ့ဒါဒါလေးကူးမယ်။ Okay အားလုံးမင်္ဂလာပါ။ကျွန်တော်တို့ PhD mobile phone ပြုပြင်တင်တန်းချောင်းကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ 还能明白吗？